နော်မနေ့ကကျွန်တော်အောက်မှာလာပြီးမန်းသွားတယ်ကိုကျော်ကြီးတဲ့ဒုစရိုက်၁၀ပါးကိုရှင်းပြပါလားတဲ့ကျွန်တော်တို့ဗုဒ္ဓဘာသာကြီးရဲ့ပြဿနာကအဓိကပြဿနာကအဲ့ဒါပဲကျွန်တော်တို့မြတ်စွာဘုရားဟောထားတဲ့တရားတွေကိုဘယ်သူမှထက်ထက်ဝင်ဝင်မသိကြတော့အပေါ်ရန်ကြောင့်ကြားဘူးနားဝါဒီလောက်၅ပါးသီလာဒီဒီလောက်နဲ့နေကျွန်တော်တို့ဇလန်းပြီးနေတဲ့အတွက်သူတို့သားဘာသာကြီးကရှင်းပြန်လာတဲ့အခါမျိုးမှာကျွန်တော်တို့ဘာမှမပြန်ပြောနိုင်ဘူးကျွန်တော်တို့ကိုမဟုတ်မမှန်ညီပြောလာတဲ့ခါမှာကျွန်တော်တို့မဖြေရှင်းနိုင်တဲ့ပြဿနာတွေဖြစ်ပါတယ် ဲ့တော့ဒုစရိုက်10ပါဆိုတာဘာလဲလို့မေးလို့ရှိရင်ကာယဒုစရိုက်3ပါဝစီဒုတိယဝစီဒုစရိုက်4ပါမနောဒုစရိုက်3ပါရှိအဲ့ဒါဒီကိုဒုစရိုက်လို့ခေါ်တယ်အဲ့ဒုစရိုက်ဒီကိုရှောင်ကျင်လိုက်တဲ့ခါမှာသူ့စရိုက်ဖြစ်သွားတယ်ကုသကမ္မမရ110ပါဆိုတာလည်းဖြစ်တယ်နော်ဒုစရိုက်3ပါမှာသူတပါသားအတက်ကိုတက်ချင်းသူတပါသားအတက်ကိုတက်တယ်ဆိုတဲ့နေရာမှာညှိမှန်းနဲ့နှိမ့်ဆက်တယ်အကုန်ပါတယ်ဟုတ်ပြီနော်နောက်တစ်ခါသူတပါသား ို့ရှိရနေမပေးတာကိုယူခြင်းခိုးခြင်းခိုးတယ်ဆိုတာမပေးတာကိုယူတာလိန်ယူယူညာယူယူတိုက်ယူယူဘလို့ယူယူသူတို့ကသားမပေးခြင်းတာကိုနီးမျိုးစုံနဲ့ကြံဖန်ပြီးယူတာဒီခိုးခြင်းမြောက်တယ်နော်နောက်တစ်ခါကျတော့သူတို့ကသားသားများကျူးလွန်ခြင်းသူတို့ကသားသားများကျူးလွန်နေဆိုတဲ့ပုံမှာသူသူများမညာကကိုယ့်ကိုချစ်ခင်လိုပဲဖြစ်ဖြစ်ကိုယ့်မှာမညာရှိရတဲ့သားနဲ့နောက်ထပ်မိန်းမတစ်ယောက်ကိုချစ်ခင်လိုပဲဖြစ်ဖြစ်အဲ့ဒါကာမေတုမိစ္ဆာစာရကံမြောက်တယ် ယောက်ျားတွေသွားလာဖို့လွတ်တဲ့မိန်းမတယောက်တည်းရှိတယ်။ယောက်ျားတွေသွားဖို့လွတ်တဲ့မိန်းမတယောက်တည်းရှိတယ်။အဲ့ဒါပြစ်တဇာမပဲ။အဲ့ဒီပြစ်တဇာမထောင်မပဲ။အဲ့ဒီပြစ်တဇာမကိုတယောက်ယောက်ကနေပြီးတော့ပတ်စံဆရံရိုက်သွားပြီးပါဒီကနေနဲ့ငါနဲ့နေမယ်။အဲ့တော့ကိုကခွာကြော်လိုက်တယ်။ဒီတော့နင်းငါပို့ပေးမယ်။အဲ့ဒါကမိသူမိဆာစာရကံမြောက်တယ်။အဲ့တော့ယောက်ျားတွေမသွားလာအပ်တဲ့မိန်းမတွေမှာပြစ်တဇာမထောင်မှာဆရံရိုက်ပြီးသားမိန်းမမလွတ်ဘူး။ဟုတ်ပြီနော်။အဲ့ဒါကာယ ကာယဒုစရိုက်၃ပါအဲ့ဒါဒီကိုရှောင်ကြဉ်ရတယ်။ဝစီဒုစရိုက်၄ပါရှိတယ်။ဝစီဒုစရိုက်ဆိုတာကတော့လိမ့်ညာတာ။ဘလို့လိမ့်ညာတာလဲ။တိလျက်နဲ့မဟုတ်မမှန်ပြောတာ။မတိပဲနဲ့တိတိအောင်ပြောတာ။အဲ့ဒါလိမ့်ညာမှုပဲ။တချို့ကကိုယ်တိုင်တိတာမဟုတ်ဘူး။တဆင်ကြားကြားတာ။ငါတော့ဒီလိုကြားပါတယ်လို့မပြောဘူး။ကိုကိုယ်တိုင်တိတိအောင်ပြန်ပြောတယ်။အဲ့ဒါမှုသားပဲ။တခုခုအယူအဆတခုခုယုံကြည်ထားတယ်ငါကဒီလိုယုံကြည်ပါတယ်လို့ပြောရတဲ့တတ္တိမရှိဘူး ငါသိထားတဲ့ပုံစံမျိုးငါကိုယ်တိုင်မြင်တဲ့ပုံစံမျိုးပြောရင်မူသားပဲဂုံးတိုက်တယ်ဂုံးတိုက်တယ်ဆိုတာကနေရမှာဒီကစကားဟိုတယ်ဟိုကစကားတည်တယ်ပေါ့ဟလာဒီမျိုးယနေ့အချို့တွေမေးတဲ့မိကုန်းတွေဘုန်းကြီးတွေကိုမေးတယ်အရှင်ဖះဟိုဆရာတော်ကြီးကဒီလိုပြောပါတယ်အဲ့ဆရာတော်ကြီးရဲ့စကားကိုဖြည့်ရှင်းပြပါအဲ့ဒါဂုံးတိုက်တာပဲခေါင်းစဉ်တက်သေးကွာဆရာတော်ကြီးဆိုပြီးခေါင်းစဉ်တက်တဲ့အတွက်ဟိုကစကားတည်တယ်လားအဲ့ဒါဂုံးတိုက်တာပဲနော်ဟိုစကားတည်တယ်ဒီစကားဟိုတည်တယ်အဲ့ဒါဂုံးတိုက်တာပဲ အဲ့တော့ပြီးတော့တစ်ခါကျတော့ကြမ်းတမ်းတဲ့စကားတွေပြောတာကြမ်းတမ်းတဲ့စကားတွေဆိုလူကဒေါသထွက်လာလို့ရှိရင်လက်ညှိုးငေါငေါထုတ်ပြီးနင်းနင်းဆဲဆိုးရိုင်ရိုင်ပြပြနင်းနင်းဒီပြောအဲ့ဒါကြမ်းတမ်းတဲ့စကားပဲဒေါသထွက်လာပြီးတော့ပြောထွက်လာတဲ့စကားမှန်သမျှကအဲ့ဒါကြမ်းတမ်းတဲ့စကားပဲအနှစ်သားမရှိတဲ့စကားဘာအကျိုးစီးပွားမှလည်းမရှိဘူးဒီစကားတွေပြောနေလို့အရင်မရအဖက်မရလူတွေနားကြားကောင်းရင်ကောင်းနေလိမ့်မယ်လူတွေစကားထဲမှာဒါပေမဲ့အကျိုးစီးပွားလည်းမရှိဘူးအနှစ်သာရလည်းမရှိဘူး လူတွေကောင်းကျိုးချမ်းသာဖြစ်ဖို့လည်းမဖြစ်ဘူးဆိုရင်အဲ့ဒါအနှစ်သာရမရှိတဲ့ဇာတာပဲအဲ့တော့အဲ့လိုဝစီဒုစရိုက်၄ပါးကိုလည်းရှောင်ရတယ်တခါမနောဒုစရိုက်၃ပါးဆိုတော့ကသူတစ်ဘက်သားဥစ္စာကိုရှေ့ရှုကြံစည်တာအဘိဓါတစ်ဘက်သားဥစ္စာကိုရှေ့ရှုပြီးတော့ကြံစည်နေတာတစ်ဘက်သားပိုင်ဆိုင်တာတစ်ဘက်သားရဲ့အာဏာတွေဥစ္စာစည်းစိမ်ချမ်းသာအချမ်းရံပစ္စည်းတွေကိုကိုရောက်ထိုင်ပြီးတွေးကြံကြံနေတာအဲ့ဒါလည်းဒုစရိုက်ပဲနောက်တစ်ခါကျတော့သူတစ်ဘက်သားတို့ပျက်စီးချောင်းထိုင်ကြံနေတာ ဒီကောင်ဘလို့တေဝိုင်းရင်ကောင်းမှာပဲဘလို့ဒုက္ခရောက်သွားရင်ဒီကောင်ဘွားသူများကဒုက္ခရောက်တာကိုထိုင်ပြီးဝမ်းသာနေရအဲ့ဒါမနှောလူစရိုက်တယ်စိတ်ထီးကနေချိတ်ပြီးပြောနေကြတယ်သူတို့သားတွေပျက်စီးရင်သူတို့သားတွေဒုက္ခရောက်ရင်အဲ့ဒါမနှောလူစရိုက်တယ်နောက်တစ်ခါကျတော့မိစ္ဆာဒိဋ္ဌိမိစ္ဆာဒိဋ္ဌိဆိုတာကမဟုတ်မမှန်အတွေးတွေမမြင်မမှန်ကန်တဲ့အတွေးတွေအယူတွေယူလိုက်တာအဲ့ဒီအယူတွေကဘာသာကြားတွေမှာလွတ်နိုင်တဲ့မိစ္ဆာဒိဋ္ဌိရှိအမြင်ရှိတယ် ဗုဒ္ဓဘာသာတည်တတ်လွတ်နိုင်တဲ့မိစ္ဆာဒိဋ္ဌိအမြင်ရှိတယ်။ဗုဒ္ဓဘာသာတည်တတ်လွတ်နိုင်တဲ့မိစ္ဆာဒိဋ္ဌိအမြင်ကလည်း62ပါးသောအန္တရဂါရိကဆိုတဲ့မိစ္ဆာဒိဋ္ဌိ။အဲ့ဒါကဗုဒ္ဓဘာသာပဲလွတ်နိုင်တယ်။ကျန်တဲ့ဘာသာဝင်တွေကမလွတ်နိုင်ဘူး။ဘာလို့လဲဆိုတော့အတ္တကိုအခြေခံထားတယ်။တတ္တဝါတို့ဖန်ဆင်းခြင်းဆိုတဲ့အယူဝါဒရှိနေတဲ့အတွက်62ပါးသောမိစ္ဆာဒိဋ္ဌိထဲမှာဝင်နေတယ်။ဘလို့မှမကျုပ်ဘူး။ဘလို့မိစ္ဆာဒိဋ္ဌိမျိုးကိုလွတ်နိုင်လဲလို့မေးလို့ရှိရင်သူတို့ရဲ့သားတွေပျက်စီးကြောင်းရောက်ကြောင်းမတက်နဲ့ကွာ။အဲ့ဒါတွေကိုမပြောဘူးဆိုရင်သူ့မှာမိစ္ဆာဒိဋ္ဌိအကြံမရှိဘူး။ သူတို့သားတွေစီးပွားရအောင်သူတို့သားတွေပညာတွေတက်အောင် ပြောဆိုနေရင်အဲ့ဒါတမာဒိဋ္ဌိဖြစ်နေတယ်သူတို့သားတွေကိုချမ်းသာစိတ်ချမ်းသာဖြစ်အောင် ပြောဆိုတယ်လုပ်ကြိုင်တယ်တွေးတောတယ်ကြံစည်တယ်ဆိုရင်အဲ့ဒါဆိုတမာဒိဋ္ဌိဖြစ်တယ်ဟုတ်ပြီနော်သူတို့သားတွေဆင်းရဲကြောင်ဒုက္ခရောက်ကြောင်ဘဝပြက်ကြောင်တွေတွေးနေကြံနေလို့ရှိရင်မိစ္ဆာဒိဋ္ဌိဖြစ်တယ်အဲ့တော့ဘာသာကြားတွေအနေနဲ့ရနိုင်တယ်တမာဒိဋ္ဌိဒီအဲ့ဒီတမာဒိဋ္ဌိကိုရနိုင်တယ်အန္တရဂါကြီးကဆိုရဲ62ပါးသောမိစ္ဆာဒိဋ္ဌိတွေလွတ်အောင်တော့သူတို့မရနိုင်ဘူးနောက်တစ်ခါကျတော့ များသောအားဖြင့်မို့ဒါကဘာသာကြားတွေကိုစော်ကားတာမဟုတ်ဘူးသူတို့ရဲ့အယူဝါဒကမိစ္ဆာဒိဋ္ဌိအယူဝါဒကာယကံဝစီကံမနောကံဘလို့မှမလွတ်တဲ့ကံကံသုံးပါးကိုမလွတ်တဲ့ပြဿနာကြီးအများကြီးရှိအဲ့ဒါဘာလဲဆိုတော့ဥပမာသူတို့ဘာသာအတတ်ကိုမတတ်ချင်းမို့သူတို့ဘာသာအတတ်ကိုမတတ်ချင်းဆိုတဲ့အယူဝါဒမှာသူတို့ကဘာကိုယူလိုက်လဲဆိုတော့ဒီတလိษံလေးတွေကိုဖန်ဆင်းရှင်ကဖန်ဆင်းထားတာလူတွေအတွက်ဖန်ဆင်းထားတာအဲ့ကောင်တွေကိုတတ်ရင်အကုသို့မဖြစ်ဘူးဆိုတဲ့အယူအဲ့ဒါဆိုရင်သိကြတယ်မှားယွင်းတဲ့အမြင်ဖြစ်သွားတဲ့အတွက်မိစ္ဆာဒိဋ္ဌိဖြစ်တယ် အဲ့ဒီလိုပြောတဲ့ဝစီဒုစရိုက်ဖြစ်သွားတယ်တခါအဲ့ဒီလိုပဲတိရစ္ဆာန်တွေကိုတတ်နေလို့ရှိရင်ကာယကံမြောက်ဒုစရိုက်ဖြစ်တယ်ကာယဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်သုံးခုတလုံးနဲ့အကျုံးဝင်သွားတယ်ဆိုတော့၅ပါးတိလာခြင်းတွေ့ရင်တော့မှအဲ့ဒီနေရာမှာလွဲသွားတယ်အဲ့ဒီအတွက်သူတို့ကဒုစရိုက်၃ပါးတလုံးမလွတ်ဘူးနော်အဲ့တော့ဒီခုနပြောသလိုမွေးစေဝါမတောက်နဲ့ဘာညာဆိုတာကကံ၅ပါးထဲမှာပါတာအဲ့ဒါကမိ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 ဒီကောက်ကုတ်တို့ကောက်မှုတွေကို မလုတ်ဖို့အတွက်ကန်၅ပါးထဲမှာပါတာအဲ့ဒီဒုစရိုက်၁၀ပါးထဲမှာမပါဘူးနော်ဒီဒုစရိုက်၁၀ပါးကိုချေချေမြင့်မြင့်စစ်စစ်မြင့်မြင့်မသိတဲ့အခါကြာလို့ရှိရင်ပြဿနာကြီးသူတို့သားပါတာကြီးကငါတို့နဲ့အတူတူပါပဲလို့ပြောလာတဲ့အခါကျရင်ပြဿနာကြီးရှုပ်လာဒါပေမဲ့အကိုတို့တို့မြည်ကြီးကြီးကြီးတေးတေးတူတူပဲလို့ပြောလို့မရဘူးကြီးတဲ့အမှုကကြီးရလူကိုတတ်တဲ့အမှုနဲ့တရိษံတတ်တဲ့အမှုမတူဘူး အကုတ်တို့ပေးတာချင်းမတူဘူးဒါကြောင့်လို့ဖုန်ကြီးတွေမှာပါရာဇိကကြလို့ရှိရင်လူကိုတိုက်ရင်ပါရာဇိကကြတယ်တိရိစ္ဆာန်တက်လို့ပါရာဇိကမကြောက်ဘူးအဲဒါမျိုးခွဲထားတယ်အဲ့တော့အကုတ်တို့ဒီလေအကြီးအသေးရှိတယ်အတူတူပဲမရှိဘူးဘယ်ဟာလှုပ်လို့အကုတ်တို့အတူတူပဲဆိုတာမရှိဘူးအကြီးအသေးရှိတယ်နောက်တော့ကကြတော့တတ္တဝါမဟုတ်တာကိုတတ္တဝါလို့မြင်လို့ရှိရင်လေအကုတ်တို့ပါပဲဥပမာတစ်ပင်ကြီးအသက်ရှင်နေကြီးထွားတယ်ဒါကြောင့်မို့တစ်ပင်ကြီးလည်းတတ္တဝါလို့ပြောလို့မရဘူးတစ်ပင်ကြီးတတ္တဝါမဟုတ်ဘူး တတဝါဟိုဒီခန္ဓာ၅ပါးရှိရခန္ဓာ၅ပါးရှိမှတတဝါလို့ခန္ဓာ၅ပါးကဘာလဲဆိုရုပ်ဝေဒနာတဏ္ဍတိခါရဝိညာဉ်ဆိုတဲ့ခန္ဓာ၅ပါးလက်ရှိနဲ့မမြင်ရတဲ့ပိုးကုံလေးတွေကတတဝါမဟုတ်ဘူးသူတို့မှခန္ဓာ၅ပါးမရှိဘူးအဲ့တော့ဒီခန္ဓာကိုယ်ထဲမှာရှိနေတဲ့ပိုးမွှားလေးတွေကအစအဲ့ဒါတတဝါလို့မြင်နေတယ်ဆိုရင်အဲ့ဒါလည်းမိစ္ဆာတည်းကြီးပဲအမြင်မှားပဲလီမာပါလာတဲ့ပိုးမွှားလေးတွေအဲ့ဒါလေးတွေကိုတတဝါလို့မြင်တယ်အဲ့ဒါလည်းမိစ္ဆာတည်းကြီးပဲအဲ့တော့မမြင်သင့်တာကိုအမြင်မှန်မရှိတာပေါ့နော် အမြင်မှမရှိဘူးဆိုတော့မိစ္ဆာဒိဋ္ဌိဆိုတော့အဲ့ဒါကိုပြောတာအမြင်မှမရှိတာအဲ့တော့ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့လေဓာမျိုးတွေကိုကိုယ်ကွယ်ပြပြသိရမယ်အဲ့တော့ဓာမျိုးတွေမသိတဲ့ခါကျတော့တက်တက်လို့ဆိုင်ဒီဆိုင်နဲ့တက်တက်လို့ဖြစ်တယ်တို့အာကျုပ်ကတက်တက်အလုပ်တွေရှုပ်နေကြတယ်တက်တက်လွတ်ဆိုတာမရှိဘူးဟုတ်ပြီနော်တတဝါဆိုတဲ့အရာမှာတတဝါကိုအသားကိုသေသွားတဲ့အသားစားတာကဘာပြဿနာမှမရှိဘူးရှင်နေတဲ့အသားကိုသာတော့မစားနိုင်ရှင်နေတဲ့အကောင်ကြီးအရှင်လိုက်စားရင်တော့ဒါ အကုသို့ကံမြောက်သွားပြီအဲ့တော့တက်တက်လို့စားရင်မဖြစ်တယ်ညာဖြစ်တယ်ဆိုတာဒီအရာတွေကဘာမှမဟုတ်ဘူးဟုတ်ပြီနော်ဒီအကုသို့ကံဒီနဲ့ပတ်သက်ပြီးတော့စနစ်တကျခွဲမယ်ဆိုရင်အချိန်ကြီးအကြာကြီးပြောရမယ်လောလောဆယ်နားလည်ရမှာဒီအကုသို့တရားတို့ဒီရှောင်ကျင်လိုက်လို့ရှိရင် ကုသို့တရားဖြစ်သွားတယ်အဲ့ကုသို့တရားကိုပဲလူတို့ဤကုသို့ကံမပရတရား၁၀ပါးလို့ခေါ်တယ်နော်